မင်္ဂလာပါအခုချိန်ကစပြီးတော့ဧပြီလ30ရက်နေ့ဗုဒ္ဓဦးနေ့ညနေပိုင်းသတင်းနဲ့မီဒီယာကွန်ရဲ့ NMG သတင်းဌာနရဲ့ရုပ်သံသတင်းအစီအစဉ်တွေကိုတင်ဆက်သွားတော့မှာဖြစ်ပါတယ်ကျမအမီပါ ထမဆုံးသတင်းကတော့ခရိုနီရီဒုက္ခတွေ့တဲ့သတင်းမှာခရိုနီရီဒုက္ခတွေ့တဲ့အကြောင်းကိုပြောပြမှာဆိုတော့တော်တော်များများကသဘောကျလိမ့်မယ်လို့ထင်ပါတယ်။ဘိုးချုပ်မူကြီးတန်းရွှေလက်ထက်ကခရိုနီကြီးတွေအရှုံးပေါ်တော့မှလား။ဒါဟာကံကြမ္မာအလက်ပြောင်းတစ်ခုလို့ပဲပြောရမလို့လို့ပေါ့နော်။ နေပြည်တော်ကငလင်တန်းကြောင့်ပြိုကျပျက်စီးခဲ့တဲ့အစိုးရအဆောက်အုံတွေစောက်ခဲ့တဲ့ contract တွေအလုံးကိုလာရောက်ဆက်သွယ်ဖို့စစ်ကောင်စီကတတိပေးထားပါတယ်။အဲ့ဒီကုမ္ပဏီတွေအနေနဲ့ပြိုကျပျက်စီးခဲ့တဲ့အဆောက်အုံတွေကိုကိုယ့်ဘာသာကိုပြန်တာဝန်ယူပြီးတော့စောက်ပေးရမှာဖြစ်ပါတယ်။ဒါပေမဲ့ဆောက်လုပ်ရေးပစ္စည်းတွေကိုတော့အခွန်ပေးဆောင်စရာမလိုပဲတင်သွင်းခွင့်ရမယ်လို့လည်းနေပြည်တော်ဘက်ကလာတဲ့သတင်းတွေကဆိုပါတယ်။နေပြည်တော်မှာလုတ်ခဲ့တဲ့အဆောက်အုံတွေပြန်လည်ပြုပြင်အသုံးပြုရေးနဲ့အသစ်ပြန်လည်တိဆောက်ရေးကြီးကြပ် ှုကော်မတီအစည်းအဝေးအပြီးမှာကော်မတီရဲ့ဥက္ကဋ္ဌဖြစ်တဲ့ကာကွယ်ရေးဝန်ကြီးဗိုလ်ချုပ်ကြီးမောင်မောင်အေးကအခုလိုမျိုးပြောဆိုခဲ့တာဖြစ်ပါတယ်။ နေပြည်တော်မှာရှိတဲ့ဒီသမရအိမ်တော့နောက်ပြီးတော့လွှတ်တော်အဆောက်အုံပြီးလို့ရှိရင်ဒီအစိုးရအဆောက်အုံတွေအားလုံးကအရင်စစ်အစိုးရလက်ထက်ပေါ့နော်ဒီဗိုလ်ချုပ်မူကြီးတန်းရွှေလက်ထက်မှာဗိုလ်ချုပ်ကြီးတွေရဲ့တာသမီတွေနဲ့ခရိုနီကြီးတွေကဒီကုမ္ပဏီတွေကပေါ့နော်ဆောက်လုပ်ခွင့်ရခဲ့ကြတာပဲဖြစ်ပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်ကတော့စစ်ကောင်စီရဲ့ဒီနိုင်ငံတကာယာစွန့်မှုအကျူးလွန်နေတာတွေနဲ့ပတ်သက်ပြီးတော့လူလူမရှုထားဖို့အမျိုးသားညီညွတ်ရေးအစိုးရ NUG ကတတိပေးလိုက်တဲ့သတင်းမှာ စစ်ကောင်စီကကျူးလွန်နေတဲ့နိုင်ငံတကာရာဇဝတ်မှုတွေကိုလစ်လူရှုထားမဲ့ဆိုရင်မြမငင်းချေးလုပ်ငန်းစဉ်ကိုထိထိရောက်ရောက်ကူညီနိုင်မှာမဟုတ်ဘူးလို့စစ်ကောင်စီကိုဆက်ဆံမှုတွေလုပ်လာတဲ့ ASEAN ကို အမျိုးသားညီညွတ်ရေးအစိုးရ NUG ကတတိပေးထားပါတယ်။ ASEAN မှာမလေးရှားနိုင်ငံကဥက္ကဋ္ဌတာဝန်ကိုယူပြီးတဲ့နောက်ပိုင်းငလင်တန်နဲ့ပတ်သက်လို့စစ်ကောင်ဆောင်ကိုဘန်ကောက်မှာခေါ်ယူတွေ့ဆုံဆွေးနွေးမှုတွေလုပ်ခဲ့ပါတယ်။တစ်ဆက်တည်းမှာပဲ NUG ကစစ်မှုထမ်းဥပဒေကြောင့်ထွက်ပြေးတိမ်းရှောင်လာကြရတဲ့မြန်မာပြည်ကလူငယ်တွေကို အိမ်နီးချင်းနိုင်ငံတွေအနေနဲ့အရေးယူတာမျိုးတွေမလုပ်ပဲအကူအညီပေးကြဖို့ကိုလည်းတိုက်တွန်းထားပါတယ်။စစ်ရေးသတင်းတွေကိုကျွန်မဆက်ပြီးပြောပြပါမယ်။ဆိုတော့ဒီစစ်ရေးသတင်းတွေကိုပြောပြရမယ်ဆိုလို့ရှိရင်တော့ဒီကချင်ပြည်ဗမော်ဘက်မှာတော့တိုက်ပွဲတွေကပြင်းပြင်းထန်ထန်ကိုဖြစ်ပွားနေပါတယ်။နောက်ပြီးတော့ဘကိုးတိုင်းထဲမှာဆိုရင်လည်းကရင်အမျိုးသားလူမျိုးရေးတက်မတော့ KNL ပူပေါင်းတပ်တွေကထိုးစစ်ဆင်နေပြီးတော့စစ်ကောင်စီဘက်ကလည်းရဲရွာတွေထဲကိုဘုံကျဲတိုက်ခိုက်တာတွေလုပ်နေတဲ့အတွက်အရက်သားတွေသိဆုံးမှုရှိနေပါတယ်။ ဂရီနီပြည်ကမိုးပြဲဒေသမှာဆိုရင်လဲစစ်ကောင်စီတပ်ဘက်ကစစ်ကြောင်းထိုးလာတာကြောင့်တိုက်ပွဲတွေကအပြင်းထန်ဖြစ်ပွားနေပါတယ်။ဒီမကြသေးခင်ကတိမ့်ပတ်ရရှိထားတဲ့ချင်းပြည်ကဖလန်မျိုးနယ်တဲကိုလဲစစ်တပ်ကလေကြောင်းကနေဘုံကျဲတိုက်ခိုက်တာတွေလုပ်နေတဲ့အတွက်အရက်သားတွေထိမှန်တမ်းရရရှိခဲ့ကြပါတယ်။ ခုဆက်ပြီးတော့ကမ္ဘာနဲ့ဒေတာအတွင်းကသတင်းတွေကိုပြောပြပေးသွားအောင်မှာဖြစ်ပါတယ်။ကမ္ဘာသတင်းတပုတ်ကိုအရင်ဆုံးပြောပြပါမယ်။ဘလို့အကြောင်းအရာကြောင့်ပဲဖြစ်ဖြစ်ပေါ့လေဒီသတင်းသမားတစ်ယောက်ကိုသတင်းရေးသားထုတ်ပြန်တာကြောင့်နှိမ့်ဆက်ညှဉ်းပန်းပြီးတော့တပ်ဖြတ်တာမျိုးကလုံးဝကိုမလုပ်သင့်ပါဘူး။ဒီရုရှားရဲ့ဖမ်းဆီးထိန်းသိမ်းတာကိုခံရပြီးတော့တေဆုံသွားခဲ့တဲ့ယူကရိန်းသတင်းတောက် Victoria Ruchina ရဲ့ရုပ်လောင်းမှာတော့နှိမ့်ဆက်ခံထားတဲ့လက္ခဏာတွေကိုတွေ့ရပြီးကိုအင်ကတချို့ကိုလည်းထုတ်ထားတယ်လို့ဆိုပါတယ်။ဒီလိုမျိုးကို အင်္ဂါတွေကိုဖယ်ရှားထားတာကဒီနှိပ်စက်မှုတွေအတွက်အထောက်အထားဖြစ်မှာကိုစိုးရိမ်လို့ဖယ်ရှားထားတာဖြစ်နိုင်တယ်ဆိုပြီးတော့ယူကရိန်းအာဏာပိုင်တွေဘက်ကပြောဆိုထားပါတယ်ဗစ်တိုးရီးယားကလွန်ခဲ့တဲ့နှစ်ဩဂတ်စ်လကတည်းကဒီရုရှားကသိမ်းပိုက်ထားတဲ့ယူကရိန်းအရှိပိုင်းကိုသွားတဲ့အချိန်မှာပျောက်ဆုံးသွားခဲ့တာဖြစ်ပါတယ် ပြီးခဲ့တဲ့အပတ်ကြာသာပတေးနေ့မှာတော့အသက်28နှစ်အရွယ်အမျိုးသမီးတည်င်းထောက်ဗစ်တိုးရီးယားသေဆုံးသွားပြီလို့ဒီယူကရိန်းတုံ့ပန်းတွေနဲ့သက်ဆိုင်တဲ့ပြောရေးဆိုခွင့်ရှိသူကထုတ်ဖော်ပြောဆိုခဲ့တာပဲဖြစ်ပါတယ်။ ယူကရိန်းသတင်းသမားများအမျိုးသားတပ်မကကတော့ဗစ်တိုးရီးယားကိုတပ်ဖြတ်မှုအပေါ်ရှုံချထားပြီးတော့ဖြစ်စဉ်ကိုစုံစမ်းစစ်ဆေးပေးဖို့တောင်းဆိုထားကြပါတယ်။ဒေသတွင်းကသတင်းတပုတ်ကိုဆက်ရမယ်ဆိုရင်တော့ဒီဒေသတွင်းကနိုင်ငံတစ်ခုမှာထောင်နဲ့ခြီတဲ့နိုင်ငံသားတွေဟာအလန်နီတွေလွင့်ထူပြီးတော့မျိုးချစ်စိတ်တက်ကြွစေတဲ့သချင်းတွေကိုတံပြန်တီဆိုနေခဲ့ကြပါတယ်။ ဒါကတော့ဗီယက်နမ်နိုင်ငံဟိုချီမင်မြို့တော်မှာဖြစ်ပါတယ်။ထောင်ထဲချီတဲ့ဗီယက်နမ်စစ်သားတွေဟာစီးရီးပြချီတက်ခဲ့ကြပြီးအမေရိကန်စစ်ပွဲပြီးဆုံးတဲ့နှစ်90မြောက်အထိမ်းအမှတ်နေ့အခမ်းအနားကိုဒီကနေ့မနက်မှာကျင်းပခဲ့ကြတာဖြစ်ပါတယ်။လေတပ်ပြပွဲတစ်ခုကိုလည်းထည့်သွင်းထားပြီးတော့ရုရှားလုံချက်လေရင်တွေရဟတ်ရင်တွေနဲ့စစ်အင်အားပြသခဲ့ကြပါတယ်။ဗီယက်နမ်နိုင်ငံရဲ့သမရကွန်မြူနစ်ခေါင်းဆောင်စစ်ဘူချုပ်ကြီးကတော့ဒါဟာတစ္ဆာတရားရဲ့အောင်ပွဲဖြစ်တယ်လို့ပြောခဲ့ပါတယ်။ တရင်နဲ့မီဒီယာကွန်ရဲ့သတင်းဌာနကတနင်္လာနေ့ကနေတောက်ကြတဲ့ညနေတိုင်းမှာရုပ်သံသတင်းအစီအစဉ်တွေကိုထုတ်လွှင့်သွားမှာဖြစ်ပါတယ်။ကြည့်ရှုနားဆင်ပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။